ဒီနေ့တော့ဖြိုးကငယ်ဘွားအလွမ်းပြီးမြန်မာတို့ထူအစုံနဲ့ကြာစံတော့လေးလုပ်ပြီးတော့စားပြမလို့ပါဖြိုးရမလို့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ကဲဒီလိုအနေထားဆိုရင်ရပြီပေါ့နော်။ကဲအခုဆိုစားလို့ရပါပြီ။ရှယ်ပဲ။ဒီပါဦးကကျတော့ဖြိုးဘက်မှဆိုတာကိုယ်တိုင်လောက်ကြတာပေါ့နော်။ Hello အားလုံးပဲမြင်ပါပါရှင်ဖြိုရဲ့ patient တွေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖြိုအငယ်ဘွားအလွမ်းပြေပေါ့နော်မြန်မာတုတ်ထုအစုံလေးနဲ့ကြာစံတုတ်လေးလှုပ်ဆောင်มาဖြစ်ပါရယ်ဘာတွေပါမှာလဲဆိုတော့ဒီမှာပဲပြပါမယ်ဝါးဥလေးပါမယ်ဒါကတော့ယုံနေတီပေါ့နော်ယုံနေတီရဲ့သခွားတီရဲ့မပါမဖြစ်အသားတူလေးရဲ့ပါပါမယ်ဒါကတော့ကြာစံဝါပြုတ်ပြီးတော့တုတ်ဆောင်มาပေါ့နော်ကဲအဲ့ဒါဆိုလို့ရှင်ဖြိုတို့စပြီးတော့လှုပ်လိုက်ကြရအောင်နော်ပဲပြလေးတွေကိုအရင်လှိထားလိုက်ပါမယ်ဒါကတော့ဖြိုကစားခြင်းတဲ့ပုံစံလေးတောက်လေးလှိมาပေါ့နော် ကဲဒါကတော့ဖြိုးလို့မွန်ပြည်နယ်ဘက်မှာလုတ်ပြီးတော့ရောင်းကြတဲ့ဝါဥပေါ့နော်ဒီဝါဥလေးကလေဒါဒုတ်ထုတ်လို့စားလဲကောင်းတယ်နော်ပြီးတော့လေတုတ်စားလဲကောင်းတယ်တိလားဝါဥလေးတွေကိုကြတော့ဖြိုးကလှော်ပေးမှာပေါ့နော်ပြီးရင်ဒီပဲပြားလေးတွေကကြတော့စီနဲ့ကြော်ပေးမှာပါကဲအဲ့ဆိုမီးဖို့လောက်ရအောင်မယ်မီးဖို့ကတော့မီးကိုအမှုန်ခံတော့မီးသွေးမလောက်တော့အိမ်မှာ gas over တက်ပြန်လိုက်တော့မှာဒီ EF gas oil ရှိတော့လေမီးကိုမွန်တာတွေလက်ပိတ်တာတွေမခံစားရတော့ဘူးပေါ့နော် အရင်ဆုံးဝါဥလေးတွေကိုပြောလှော်ပေးမှာပေါ့နော်ရေလေးခန့်အောင်လို့လှော်ပေးလိုက်အောင်ပဲနော်ဒီဝါဥလေးကလေလှော်မှပို့ပြီးတော့မှုရဲသေးတာကဲဖြွဲဝါဥလေးတွေရပြီကဲပြီးရင်တော့ပဲပြားလေးကြော်ပါမယ်အဲစီပူလာပြီဆိုရင် ဖြိုးတို့ပဲပြားတုံးလေးထည့်လိုက်ပါတော့မယ် ဒီ EFL Gas Ole နဲ့ချက်ကတာလေအရန်လွဲကူတဲ့အစင်လဲပြည့်တယ်တိလားဖြိုးတို့လိုအင်ရှင်မားတွေအတွက်ဆိုလို့ရှင်မိကုမွန်နိုင်ပါလေလည်းမခံသားရတော့ဘူးပြီးရင်သူကလေဘာနာနဲ့တွဲပြီးအသုံးပြုလို့ရတာပေါ့နော်နိုင်ငံတကာအတိအမှတ်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာအသုံးပြုလို့ရတယ်နော်ကဲပဲပြားလေးကြော်လာတဲ့အချိန်မှာဖြိုးအသားတူလေးရေစေးလိုက်မှာပေါ့နော်အသားတူကလည်းအစိုးရရေမစိန်နဲ့နော်ကြော်ကန်ဒီမှရေစေး ီအသားတူအားကြတော့လေရေစေးပြီးတာနဲ့ချက်ချင်းပြန်ဆဲပေါ့နော်အဲ့ဒါမှကြွတ်ကြွတ်လေးနဲ့ဆောက်လို့ကောင်းတာတည်လားကြွားကြတော့လေပဲပြားဆိုလို့ရှိရင်တအားကြွကြွကြီးဆိုမကြိုက်ဘူးဒီလားအခုလိုနေထားလေးဆိုတာကြိုက်တယ်ပေါ့နော်ဆယ်လိုက်တော့မယ်ကဲခွာတော့အသားတို့ကြော်မှာပေါ့နော် ယ်အခုဆိုရင်တော့အသားဓုကြော်လေးတအိုးရပါပြီကဲဒီစီပူလေးနဲ့ပဲဖြစ်ရယုံမြေတီကိုလှိမ့်လိုက်မှာပေါ့နော်ကဲခုကတော့ဖြိုးကြာစံတုပ်ဖို့အတွက်ကြာစံပြုတ်မှာပေါ့နော်ဒါတော့ဆန်ကြံကြံကိုပဲဖြိုးသုံးတာပါတယ်။ကြံကြံပြုတ်တဲ့အခါလေးအယောင်လေးလှအောင်ဖြိုးရဆွန်းနှမုတ်လေးနည်းနည်းထည့်တာပေါ့နော်။ ဒီ EFL gas o လေးတွေ ਆ ၄အရန်၃ရတာအဆင်ပြေတယ်တိလားသူကကြတော့ဒီ 4kg o ပြင်တော့လက်ဆွဲလေးရှိတယ်ပြီး 8kg ပေါ်တော့ size ဆုံရှိတယ်တိလားဒါအသေးသေးသိချင်တယ်ဆိုလို့ရှင်တော့အခုဖိုးပြထားတဲ့ EFL gas ရဲ့ page မှာသွားပြီးတော့မေးမြန်းလို့ရတယ်နော်ကဲရမ်းမရကြည့်လိုက်ပါဦးမယ်ကဲဒီလိုအနေထားဆိုရင်ရပြီပေါ့နော်ကဲပြီးရင်ရေအေးနဲ့ပြန်ဆေးပေးရမှာပေါ့နော် ကဲကွာတော့အလုံးစားဖို့အဆင်သင့်ဖြစ်ပြီပေါ့နော်ဒါပေမဲ့အဓိကအသက်တမျိုးကျန်နေတဲ့ငရုစီလှုပ်ဖို့ပေါ့နော်ဒီခါဖြုံငရုစီပါတစ်ခါရေလှုပ်ပြပါမယ်ကဲငရုစီကိုအရင်ဆုံးကြိုပေးပါမယ်ဒါငရုစီအနှစ်ထောက်လေးပေါ့နော်ကဲရေလေးထည့်မယ်ကဲပြီးရင်အရာအသက်အတွက်တကြားလေးထည့်ပါမယ်ပြီးရင်ဒါကကြတော့မကြီးရေပေါ့နော်အပြာရေထည့်ပါမယ်ကြွားကြတော့အတော့လဲလုံးမှာဆိုတော့လေဒါမပြစ်မကျဲအနေထားလောက်ဆိုရပြီပေါ့နော် ကဲပြီးွားရင်ဖြိုးရလေဒီမှာကျက်သုံးဖြူနဲ့ငရုတ်တီထောင်းထားတာလေးပါထည့်လိုက်တာပေါ့နော်ကဲ share ပဲကဲအခုဆိုစားလို့ရပါပြီကဲအခုဆိုလို့ရှိရင်တော့ဖြုတ်လုပ်ထားတဲ့မြန်မာဒုတ်ထိုးအစုံရောကြာစံတော့အစင်းသေးဖြစ်ပြီဆိုတော့စားပါတော့မယ်ကဲကြာစံတော့ကြိုက်ကြရလားကြိုက်တယ်ဟာကဲငရုတ်စီလေးထည့်ပါမယ်ပြီးရင်ကျက်သွန်ဒီစီချက်လေးထည့်ပါမယ်။ဒါပဲကြက်မုတ်လေးကနည်းနည်းထည့်မှာပေါ့နော်။ဆက်ဆက်လေးညုတ်တီ อเคเนไลปาโดมั้ยเชฟโอเคซาจาบาซาจาบาซาบาโดมั้ยจาซันโดอิญซาจิมั้ยอืมยาดาก๋องโอเคมาซาซาจาบา ကောင်းလိုက်တာငငယ်ကတောင်းမုတ်စီတောင်တတိယပါချင်းလာရှယ်။အွန်။ဒီဘာဘူးကကျတော့ပရိုဖမဆိုတာကိုယ်တိုင်လောက်ကြတာပေါ့နော်အိမ်ဒီမှာလေ။အလဲဆောက်ကောင်းမယ်။ ်ဆုံးမင်းနုနော်ပဲကောင်းတယ်ဟာကျင်ဆက်ပဲဆက်ပဲစားသမီးပြောရလေကြာစံဆိုလို့ရှိရင်လေအခုလို့ပြုတ်ပြီးပြန်တော့စားတာပိုကြိုက်တယ်သိလား

cha này đâu để tao quay đi tao quay đi cha sang rồi ó ông này thì này, ông này mà chạy đâu ó trò đi vậy ừ. có không tao rửa còn nữa ာမခါရောအောက်ကူလာတယ်။ပြန်လိုက်တာ။တမီရော။တမီရောပါ။အမီရောပါ။အဲ့တော့ကောင်းစားလိုက်မှဒါလေးနော်။ဟင်း။ချက်ပဲနော်။ကဲဖိုက်လေတင်သွားပြီဆိုတော့ဖြိုးတို့ဖိုက်ဒီမှာပဲရက်လိုက်ပါတော့မယ်ဖြိုးတို့လိုမြင်မြန်ဆန်ဆန်နဲ့စားချင်တယ်ဆိုလို့ရှိရင်တော့ EFL Gas Oil တုံးပြီးတော့ချက်စားကြည့်ကြနော်ကဲနောက်ဘက်တွေကြားလို့ရှိရင်ဖြိုးဘာတွေချက်ပြပြီးတော့ဘာတွေစားပြအောင်လဲဆိုတာစမှတ်လို့ရှိဝေးကြပါအောင်ရှင်တတ်တာ